တချို့တော့ချီးမွမ်းခြင်းတွေကလွယ်လွယ်နဲ့မရဘူးတချို့တော့ချီးမွမ်းခြင်းတွေကတိုက်ယူပြီးတော့မှကျမတို့ပြန်ပြီးတော့မှဖျားပြုတ်ခဲ့ရများကိုရေတွက်ချီမွမ်းပွင့်တော့ဖြစ်တယ်။အရာရာမှာချီမွမ်းခြင်းလို့ပြောလိုက်တဲ့အခါမှာလူတွေကကျမတို့တိတယ်ချီမွမ်းခြင်းကမလွယ်ဘူး။ကျမတို့ကအရာရာမှာချီမွမ်းခြင်းလို့ပြောတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကအစဉ်ပြေတဲ့အခါမှာချီမွမ်းရလွယ်ကူမယ်လို့ခံစားတတ်တယ်။ဒါပေမဲ့နော်ကျမတို့အစဉ်ပြေတဲ့အခါမှာဖျားကိုမိတ်ပြီးတော့မှမချီမွမ်း ဖို့ရန်သူဖြစ်တဲ့အကြောင်းအရာတွေလည်းအများကြီးရှိနေတတ်တယ်အစမပြေတဲ့ချိန်မှာလည်းအစမပြေလွန်းလို့ဆိုပြီးတော့မှကျမတို့ချီမန့်ဖို့ရန်အတွက်ကျမတို့ရဲ့အသားစီးတွေဖြစ်နေတတ်တယ်။ဒါပေမဲ့ဒီနေ့မှာကျမတို့ဒီတိုက်ယူရမယ့်ချီမန့်ခြင်းတွေထဲမှာဆိုလို့ရှိရင်ကျမတို့ခက်ခဲခြင်းတွေဂျုံတွေ့လာတဲ့ခါမှာလည်းကျမတို့ချီမန့်ခြင်းကိုထုတ်လွှင့်ဖို့ရန်အတွက်ဖြစ်တယ်။ဟာလေလုယာ။အစမပြေနေတဲ့ချိန်မှာလည်းကျမတို့ကချီမန့်ခြင်းကိုထုတ်လွှင့်နေဖို့ရန်အတွက်ဖြစ်တယ်။ကောင်းကြီးရဲ့အတွက်ကျူးစစ်တမအတင်းချင်းဒီအရလေးကိုကျမကြည့်လိုက်တဲ့ခါမှာဒီတခြင်းကိုရေးရတဲ့သူက Johnson အုတ်မန်းဖြစ်တယ်။ဆင်းရဲဒုက္ခရောက်တဲ့အခါမှာစိတ်ပြတ်တဲ့အခါမှာသင်ရဲ့ကောင်းကြီးကိုစပြီးမှရေတွက်လိုက်ပါဆိုမှသူကကျမတို့ကိုအားပေးနိုင်တာဖြစ်တယ်။ Now jump အဒီရဲ့သူတချင်းပိုက်လေးထဲမှာဆိုရင်ဆင်းရဲဒုက္ခအမျိုးမျိုးခံရတော့အခါစိတ်မပြည့်ရကိုရောကိုသာအားကိုးပါ။ဝါဘလောက်တောင်ကောင်းတဲ့စာသားတွေလဲ။ခံစားရကောင်းကြီးမင်္ဂလာရေတွက်ပါ။လမ်းဆုံးတိုင်အောင်သင်ကို ဆောင်းမပို့ဆောင်မယ်အာမင်ဒါကြောင့်ကျမတို့အသက်တာထဲမှာကျမတို့တတ်ယူရမယ်ချီးမွမ်းခြင်းတွေကကျမတို့ခက်ခဲခြင်းတွေထဲမှာဖခင်ရဲ့ကောင်းကြီးများကိုပြန်လဲပြီးတော့မှရေတွက်ချီးမွမ်းတတ်ခြင်းဖြစ်တယ်။ရန်သူကအတင်းကိုမချီးမွမ်းနိုင်လို့တင်းပါဇက်ကိုပိတ်မှာဖြစ်တယ်။တင်းမချီးမွမ်းနိုင်တင်းအသွေးကိုထဲမှာအသွေးပေါင်းမြောက်များဆိုရင်တင်းကိုချုံနှောင်ခြင်းမှာဖြစ်တယ်။တင်းလက်တွေနဲ့လက်ခုပ်မတီးနိုင်လောက်အောင်တင်းခြေထောက်တွေနဲ့ဖခင်ကိုမချီးမွမ်းနိုင်လောက်တင်းကိုချုံနှောင်ခြင်းတွေကတင်းကိုလာမှာဖြစ်တယ်။အဲ့ဒီအချိန်မှာတင်းပါလို့ရမလား။ ်ချီးမွမ်းခြင်းနဲ့ပြန်မှတိုက်ထုတ်ရမှာဖြစ်တယ်။ယောရှဖတ်မင်းကြီးက UW အုပ်ချုပ်နေတဲ့အချိန်မှာဂျုံတွေးရတဲ့အရာကဘာလဲဆိုတဲ့အခါမှာသူ့ရဲ့တိုင်းပြည်ကိုဆက်ချီလာတဲ့ရန်သူတွေရှိနေတယ်။ရန်သူတွေကသူ့ကိုစပြီးမှဝန်းရံလာတယ်။အဲရန်သူတွေကဘသူတွေလဲ။မောဘအမျိုးသားဖြစ်တယ်။အမုံအမျိုးသားဖြစ်တယ်။အေဒုံအမျိုးသားတွေဖြစ်တယ်။ရန်သူတွေကစပြီးမှဝန်းရံပြသူ့ချီတက်လာတယ်အလုံးအရင်းနဲ့ကိုလာတယ်ရန်သူတက်တက်ကလူဘလောက်များမလဲ ဒီညမှာရန်သူကတမျိုးပဲမဟုတ်ဘူးသုံးမျိုးလုံးကသူ့ကိုဝန်းရတဲ့အခါသူ့အနေနဲ့ဘယ်လိုမျိုးခံစားရမလဲအငယ်တော့မှာဗာပြောထားလဲယောရှဖက်ဒီကြောက်တယ်တဲ့ကြောက်မယ်ကျမတို့ဘေးကျဉ်နံကျဖြစ်လာပြီထွံ့မြလက်မရှိရင်ကျမတို့ကြောက်တယ်ကြောက်တယ်ကြောက်ရင်ဘာလုပ်တတ်လဲ ကြောက်ပြီဆိုရှင်လူကထွက်တဲ့လမ်းကို ရှာတတ်တယ်။ယောရှဖတ်မင်းကြီးအထူးခြားချက်ကတခြားသောအီးဒေလာတိုင်းပြည်ကဘယင်းနေလို့သူ့အရှိကဖြစ်ခဲ့တဲ့ဘယင်းနေလို့မဟုတ်ပဲနဲ့တခြားသောတိုင်းပြည်ကလူတွေကိုအကူအညီမတောင်းပဲနဲ့တခြားသောဆက်သက်ကိုအကူအညီမတောင်းပဲနဲ့သူကဘာလုပ်လဲဆိုတဲ့အခါမှာထရပ်ဖျားကိုရှာခြင်းကသဘောချတယ်။တနည်းအားဖြင့်တန်တိတ်တန်ချတယ်ဘဒုကမငါမရှာဘူးငါကြောက်နေဒီချိန်မှာငါတိုင်းပြည်ကတေးရှင်ရဲ့ကိစ္စကိုရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်ဒါပေမဲ့ငါဘာလုပ်မလဲ ထာဝရဘုရားကိုရှာမယ်။ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့တကိုးကြီးခြင်းဖခင်ရဲ့ကြီးမြတ်ခြင်းကိုသူစပြီးမှနှုတ်ဖွင့်ပြီးတော့မှသူကဖခင်ရဲ့ဂျေဇုကိုယူတချီးမွမ်းတာဖြစ်တယ်။သူကဒါကိုဘာလို့လုပ်တာလဲသိလား။ဖုရားရဲ့ကောင်းကြီးတွေဖုရားပြုခဲ့ရကိုရည်သွချီးမွမ်းခြင်းကပြည့်တနာကဖုရားထက်ကြီးတယ်ဆိုသူဝန်ခံခြင်းပဲဖြစ်တယ်။တင်းတဲ့တာထဲမှာသူတပါးကတင့်ပေါ်မှာမတရားလှုပ်သွားတဲ့သူတွေနော်တင့်ကိုနောက်ကျတော့ထိုးသွားတဲ့သူတွေကိုတင့်နေနဲ့မပါလို့ရမလဲ။ ဘုရားရှိတော်မှာတင်ဘုရားကိုတိုင်ပြိုးပွင့်သူဖြစ်တယ်ဘုရားရှိတော်မှာလာပြီးမှကိုရောဒီလူတွေကဒီလိုကျမကိုကျွန်တော်ကိုယေရှုဆက်တယ်ဒီလိုကျမပေါ်မှာလှုပ်သွားတယ်ကိုရောကျမတို့အနေနဲ့လက်တော့ပြန်ဖို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့အမှုအရာအားလုံးကိုဖခင်ရဲ့လက်တော်ထဲမှာအနံလိုက်ဖို့ဖြစ်တယ်။သင်ထမ်းနေတဲ့ဝင်ထုတ်ဝင်ပိုးတွေသင်ရဲ့ဒီရဲ့နော်နာကျင်နေတဲ့ဝင်ထုတ်ဝင်ပိုးအားလုံးကိုသင်ကိုယ်ရင်ကဆက်ထမ်းနေဖို့မဟုတ်ပဲနဲ့အဲ့ရအားလုံးကိုဖခင်ရဲ့ ရှေ့တော်မှာချလိုက်ဖို့ရန်တို့အရေးကြီးတာဖြစ်တယ်ဖရားတောင်းဝန်ယူမယ်ဆိုတော့ကိုယုံကြည်စိတ်ချဖွင့်တဲ့အင်မတန်မှအရေးကြီးတာဖြစ်တယ်။စောင့်ဆိုင်ခြင်းဆိုတဲ့အရာကလူတွေအတွက်အင်မတန်မှခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တယ်။ဘသူကမှစောင့်နှောင်မကြိုက်ဘူး။ချက်ချင်းချက်ချင်းအဖြေကိုလိုချင်တယ်။ဒါပေမဲ့တင်တိလားဖရားရဲ့ဏိယာမကလူအနေနဲ့လူရဲ့ဏိယာမနဲ့မတူဘူး။လူရဲ့အချိန်တိုင်းနဲ့ဖရားကအလုံးမလို့ဘူး။သူ့အချိန်နဲ့သူအလုံးလို့တော့ဖရားဖြစ်တယ်။ ။ဒါကြောင့်သင်ကဖရာလူတော်ထက်အနံ့ပြီးပြီဆိုလို့ရှင်ဖရာကဘာဆက်လို့စေချင်တာလဲ။ဖရာကဘာကိုလှုပ်စေချင်တာလဲ။ဖရာကဘာကိုခိုင်းတာလဲဆိုတော့ဖရာအတန်ကြားတဲ့အထိစောင့်ပါ။ဖျားတယ်မကြောက်မချင်းဖျားမျက်မှောက်ထက်ကနေမထွက်ပါနဲ့ဖျားခိုင်းတဲ့ရကိုလုံနိုင်ဖို့ရန်အတွက်တင်းရဲ့ချီးမွမ်းခြင်းနဲ့တင်းတားမှာဖျားပြုတ်တဲ့ရမျက်ကိုရေတွက်ချီးမွမ်းနိုင်ဖို့ရန်အတွက်တင်းတိုက်ရမယ့်ရက တင်းရဲ့စိတ်မရှိခြင်းဖြစ်တယ်။ဘုရားတန်ကဘယ်တော့မှတင်းကိုကြောက်တဲ့စိတ်တွေနော်တင်းကိုရှုပ်ထွေးတဲ့စိတ်တွေမပေးဘူး။ဘုရားတန်ကရှင်းတယ်မကြောက်နဲ့စိတ်မပြက်နဲ့။တင်းတားရဲ့မှာတခုခုကိစ္စအတွက်တင်းအနေနဲ့အဖြေမရသေးဘူးဆိုလို့ရှိရင်ဆက်ဆူတောင်းပါ။တင်းချားနေတဲ့အရာတွေမမှန်သေးဘူးဆိုလို့ရှိရင်ဘုရားရှေ့တော်ထက်မှတင်းဆက်ပြီးတော့မှသူ့ဝင်ချင်းကပ်ပါ။ဘုရားတန်ကမကြောက်နဲ့စိတ်မပြက်နဲ့။ဆက်မှုဒီ တင်တို့တာမဟုတ်ဖရာသခင်တာဖြစ်၏ဟာလေလုယာတင်တာမှာတင်ရဲ့ချီးမွမ်းခြင်းနဲ့ပြန်ရဖို့ရန်အတွက်ဖရာပြုမဲ့နမိတ်လက္ခဏာတွေကိုမြင်တွေ့ဖို့ရန်အတွက်တင်ကဆက်ချီရမှာဘယ်လိုချီရမလဲဖရာပြင်ဆင်တဲ့လက်နက်စုံတွေတင်ဝတ်ဆောင်ရမယ်ရန်သူကတင်ကိုခိုးဖို့တတ်ဖို့ဖြည့်စစ်ဖို့လာမယ်နော်တင်ရဲ့တာကိုဆွဲချဖို့နဲ့လာမယ် ဒါကြောင့်တစ္ဆာတိတို့ကပန်းကိုစီးပါဖြောင်းမချင်းပါရမီရုံးတစ္ဆာကိုဝတ်ဆင်ငိတ်တဲ့ချင်းနဲ့ရှင်တဲ့အင်္ဂလိပ်တရားကိုဟောဖို့ခြေဆုပ်ကိုဆွတ်မယ်။ကဲတင်းချင်းတခမကိုစောင်းမယ်။ဘာကြောင့်လဲ။အန်သူကအသွေးခေါ်နဲ့တင့်ကိုလာတိုက်လိုက်မယ်။ယုံကြည်ခြင်းတိုင်းလွားကိုအင်ထားမယ်။ ကာလာဆင်စိတ်လုံးပါလေဆုတောင်းမယ်ဒီရက်လက်နဲ့ဆုံနေကျွန်တော်ဝတ်ပြီးတော့မှရန်သူကိုကျွန်တော်တွေ့ဖို့အတွက်ချီးတက်ရမှာဖြစ်တယ်ဟာလေလုယာဒါဆိုလို့ရှင်ဖျားပြုတဲ့အရာကိုသင်မြင်တွေ့ဖို့ရန်အတွက်လမ်းတွေစပြီးတော့မှတဖြည်းဖြည်းနဲ့ပွင့်လာပြီဖြစ်တယ်သင်သက်တာရဲ့မှာမကြော်လွားနိုင်တဲ့အရာအားလုံးမှာဖျားသက်စွမ်းနိုင်ခြင်းကိုဝန်ခံပါချွေးကြော်ပါဘာကြောင့်လဲချီးမွမ်းခြင်းတခြင်းအဆဆိုလိုက်တဲ့အချိန်မှာပင်လင်းတဲ့ ရန်သူတွေကအချင်းချင်းတိုက်ပြီးတော့မှရန်သူတွေအလုံးကပျက်စီးပြီးတော့မှဒေသွားတယ်တဲ့ဟာလေလုယာတင်ကတိုက်ဆက်တစ်ခုမှမလိုဘူးဘာကြောင့်လဲစစ်မှုကဖခင်ရဲ့တာဝန်ဖြစ်လို့ဖြစ်တယ်တင်ကတိုက်ဆက်မလိုဘဲနဲ့ဖခင်ရဲ့ကယ်တင်ခြင်းကိုကျေးဇူးချီးမွမ်းပြီးတော့မှတက်တဲ့အနေနဲ့မြန်သွေးဖွင့်တဲ့ဖခင်ကတင်ကိုထားတာဖြစ်တယ်ဟာလေလုယာပါရခါဆိုတဲ့အတိတ်ဘက်ကပါလဲဆိုတော့ကောင်းကြီးမင်္ဂလာကြိုင်ဂျန်ကြီးကဘယ်လိုလောက်ကောင်းကြီးဖြစ်မှာလဲ ဖခင်မတတ်နိုင်တဲ့အရာဘယ်တစ်ခုမှမရှိဘူး။ဟာလေလုယာ။ဂျိုင်းထဲမှာပင်လင်းကောင်းကြီးအများကြီးနဲ့ဖခင်ကသူတို့ကိုချီးမွမ်းရတဲ့ခွန်ကိုပြင်ဆင်ပေးတာဖြစ်တယ်။တင်းနဲ့တာထဲမှာအဲ့ဒီကောင်းကြီးမင်္ဂလာအရှင်နဲ့တင်းသွားမယ်ဆိုလို့ရှိရင်ကောင်းကြီးမင်္ဂလာကတင်းနဲ့တင်းနောက်ကိုလိုင်းမှာဖြစ်တယ်။အနိုင်ဆုံးတော့အချိန်မှာဘေးချက်နန်းချက်နဲ့အခက်အခဲဆုံးတော့အချိန်မှာတင်းဖခင်ကိုကိုးစားပြီးမှရှောက်လှမ်းသွားတဲ့အသက်တာကတပါတော်သူတွေ ရဲ့တက်တာထဲမှာဖေရရဲ့ကြီးမြတ်ခြင်းကိုမြင်သိဖွင့်အတွက်လမ်းတွေကိုဖွင့်ပေးသွားမှာဖြစ်တယ်။အကြောင်းမလို့ဒီကနေ့ကနေစပြီးမှကျွန်တော်တို့ရဲ့တက်တာတွေအသက်ရှင်တဲ့ပုံတွေကျွန်တော်တို့တွေပြောင်းလဲသွားကြရအောင်ပြင်ဆင်ကြရအောင်။အကြောင်းလဲရှေ့မှာဖေရပို့ဆောင်ပေးမယ့်အရာတွေမြောက်များစွာရှိနေသေးတယ်။သူမျက်စိနဲ့မမြင်နားဖြစ်မကြဆင်လုံးနဲ့မကြံစီသေးတဲ့ဖခင်ပြုတ်ပေးမဲ့အရာမျောက်များစွာတင်းနဲ့တင်းမိသားစုမှာရှိနေသေးတယ်။အကြောင်းမလို့တင်းတင်း ဒီကြုံတွေ့နေရတဲ့လေချက်နှံချက်ထဲမှာသင်လဲချက်မသွားပါနဲ့ပြန်ထပါပြန်တိုက်ယူပါတင်းရဲ့ချီးမွမ်းခြင်းတွေပြန်ပြီးတော့မှဝင်ခံပါတင်းရဲ့ညီးတွားခြင်းစကလုံးတွေအားလုံးကိုပြောင်းလိုက်ပါချီးမွမ်းခြင်းနဲ့အစာထိုးလိုက်ပါတင်းရဲ့ထန်ထားတဲ့ဝင်ထုံဝင်ပိုးတွေအားလုံးကိုဖျားလက်တော်ထဲမှာလုံလုံစိတ်ချလက်ချအနှံလိုက်ပါပုံအပ်လိုက်ပါဖျားရဲ့ပြုတော်အမှုကိုအံ့ဩရလိမ့်မယ်ဟာလေလုယာ